ပျော်တရားလူပွဲများနဲ့ကောင်းသောအစဉ်လာအလူတကအလူတွေကအမျက်ဆုံးသော အလူမာမြမယိုးရကတိန်ပွဲပါအမှန်တကယ်တမုံမဖြတ်နိုင်ပါတနစ်တာမတလားတဲ့မအချိန်နဲ့သာကင်းဝင်ရတဲ့ကောင်းခြင်းမင်္ဂလာကတိန်ကတိန်ကတိန်အမျက်ဆုံး ျော်တရားလူပွဲများနဲ့ကောင်းသောအစဉ်လာအလူတကလူတွေကအမျက်ဆုံးသောအလူမာမြမယိုရကတိန်မွဲပါအမှန်တကယ်တမုံမဖြတ်နိုင်ပါတနစ်တာမတလားထဲမှာအချိန်နဲ့သာခင်ဝင်ရတဲ့ကောင်းခြင်းမင်္ဂလာကတိန်ကတိန်ကတိန်အမျက်ဆုံးမာစေတနာထားမှတည်ပြီးတဲ့အလူရှင်တို့မှာ ်တရပန်းမြေရန်ပွင့်လို့ရနံမွေးပြန်နာမက်ကြီးဖောင်းပြီးအတူစည်းဖို့ရာစည်နာသုံးနံပြက်ခါနှလုံးသားမှာဖြူစင်ကအလူတော်မင်္ဂလာအတူပျော်ရွှင်ကအတိတ်မင်္ဂလာမှာဝိုင်းဝန်းဆောင်ရကြလို့အတိတ်ပွဲကြီးအောင်မီမြာ တ်ထိန်မြမပြည်သူဝန်ကရဲ့မြတ်ကုန်လက်ထိန်ကြော်မြူကြတဲ့တို့ရဲ့ဘုံကထိန်မယိုးတဲ့ဒီအချိန်အလှရှင်အလှမအစုပေါင်းများတဲ့ဘုံကထိန်ဘာသာကျူးသာသနာ

နဲ့ကထိန်တရက်သေးခင်းနဲ့ကထိန်တကြိမ်သာပေါင်းသူကြောင်းနဲ့မပေးလူကြီးရိုးရမပြတ်ကုန်ကထိန်တို့မြမပြည့်ရဲ့ကြီးစရာမဟာဘုံကထိန် ထိန်ဘုံကထိန်ဘုံကထိန်မြမပြည်တော်ကရဲ့မြတ်ဘုံကထိန်မယိုးတဲ့ဒီအချိန်အလူရှင်အလူမစူပေါင်းရတဲ့ဘုံကတိဘာသာကျူးသာသနာကျူးမှုရရပေးလူမဟာ ီတွင်မှာတကယ်စီကားကြီးဒီအချိန်ဒီကထိန်မြမတီလုံးမခင်းတဲ့ဘုံကထိန် महाभूमि င်းယူရခင်ခွဲကိုလုံးဆင်းလွဲသည်ဒီနေ့မှတစ်ခါခင်ရတာမဟုတ်ရနိုင်ခဲ့သည်စုကမောင်းတာလူကတိပွဲမဟာချစ်စရာဒီပွဲတော်ဝဲလို့သူလွဲပြောတိုင်းပြည်ပြောဒုက္ကဋိပွဲတော်ဒုက္ကဋိပွဲတော်လူများပေါင်းစုကလာနှစ်ဆင်လွဲပြောမြို့လို့ပြောဒုမဟာခရင်ပွဲကြီးကိုလမ်းလာခဲ့ပါနှစ်ဆင်လွဲပြောဘုံကတိပွဲဆင်လွဲကြပြီနော် ရာတွေအမြဲတီးကပြုတ်ရတာကိုရေစက်ချလို့ 哎哟。 这个天。 င်ပွဲကြီးကိုလက်လာခဲ့ပါပြည့်စင်နွယ်ပြုံးဘုံကတိ့ဘွယ်စင်နွယ်ကြပြီနော် လူသပြမှာအပိကြပါလို့ရေရနလူတိုင်းကုန်ပြောလူတကားပြောကထိန်လူမောဒနာအနေနဲ့ဥစဉ်နည်းနည်းပြောမယ်နော်ကထိန်ဆိုတာ စွမ်းမှာဆိုပိန်ကြောင်းမှာဆိုသိန်သင်္ကန်းမှာဆိုကထိန်ယရဏာမှာဆိုစိန်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြယရဏာ၄ထဲမှာလည်းပဲတန်ဖိုးရှိဆုံးအခိုင်ခံဆုံးပစ္စည်းဟာစိန်လို့ဒီလိုပြောရတယ်စွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏပါဒဒုတင် ပိဏပါဒဆိုတာစွမ်းကံလက်လက်စားဒကာဒကာမတွေပြင့်နေဆုံးလိုက်မစားဘူးကြောင်းလာပို့တဲ့ဆုံးမစားကိုယ့်ရဲ့ခြေသလုံးကိုအိမ်တိုင်းပြုတ်ပြီးတော့ကိုကိုကို အာကိုပြီးစွမ်းကံတော့သပိတ်ထဲကြတဲ့ဆုံးကိုပဲစားတာအဲ့ဒါမျိုးကိုပိဏပါဒဒုတင်လို့ဒီလိုခေါ်အဲ့လိုဒုတင်ဆောင်မထေကိုလောင်းခွင့်ရတဲ့ဆွန့်ဟာလေဆွန့်နဲ့မှာတော့အမျက်ဆုံးပဲဒီလိုပြော ကျောင်းမှာဆိုရင်သိမ့်နဲ့သိမ့်ကလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိမ့်ကျောင်းအလှလည်းပဲအမြတ်ဆုံးပဲတဲ့ဒီလိုပြောသင်္ကန်းလှူတဲ့အခါမှာအာဃာပတိစီဝရတထေးတွေလှူတဲ့သင်္ကန်းအစ္ဆေကစီဝရအစောတလင်ရှောင်းတခင်လှူတဲ့သင်္ကန်းစသဖြင့်သင်္ကန်းတွေအများကြီးဘုဒ္ဓဝါဒီကမိုးရေကန်သင်္ကန်းဝါဇုကန်ဤလှူတဲ့ဝါဇုသင်္ကန်းအဲ့လိုသင်္ကန်းတွေသင်္ကန်းတွေအများကြီးရှိတဲ့အထက်မှာ ထိန်သင်္ကန်းကတော့အမျက်ဆုံးပဲတဲ့ဒီလိုပြောဘာဖြစ်လို့မြတ်တယ်လဲမေးကိုရှိလို့ကိုပတ်ဆံရှိလို့ကိုအစဉ်ပြေလို့လှူရင်သင်္ကန်းကပုံကိုကိုလှူလို့ရဥစဉ်ကိုကြည်ညိုဥစဉ်လှူလို့ရတခြားတစ်ပါးကြည်ညိုတခြားတစ်ပါးလှူလို့ရကထိန်ကအဲ့လိုမဟုတ်စောစောကဆိုပြီးတန်ဂတ်တာဒေးမှာတန်ငါကိုလှူရတပါးတည်းရှိတဲ့ကြောင့်ဖြစ်နေပါစေတန်ငါကိုပဲရီမှတ်လှူရတယ် တပားတည်းရှိတဲ့ကြောင့်မို့တပားကိုကထိန်ခင်းတယ်လို့ဒီလိုမမှတ်ရဘူးဟုတ်လားကထိန်ကထူးကြတာအဲ့ဒါအဲ့လိုသံဃာကိုလှူရီမှတ်ပြီးလှူတဲ့အတွက်တာကြောင့်ဒီကထိန်သင်္ကန်းဟာမြတ်တယ်လို့ဒီလို ပြောလို့ရဒါရင်လားမိရတော့မဟုတ်ဘူးကျန်တဲ့ဝါဆိုသင်္ကန်းတို့ကလှူတဲ့လူပဲကုသိုလ်ရတယ်ဝတ်တဲ့လူကုသိုလ်မရဝိယုံလို့ကောင်းတယ်မကောင်းမှု ချမ်းသာတယ်ဒါတော့ပဲရှိတယ် အကျိုးတရားကြတော့ကထိန်သင်္ကန်းလိုမရဘူးကထိန်သင်္ကန်းကြတော့လှူတဲ့လူလဲလှူရတဲ့အကျိုးကျေးဇူးရတယ်အလှခံတဲ့ပုဂ္ဂိုလ်လဲလှခံတဲ့အတွက်ဒါကြောင့်အကျိုးကျေးဇူးရအဲ့ဒါကြောင့်ကထိန်သင်္ကန်းကိုဟာအမျက်ဆုံးသင်္ကန်းလို့ဒီလိုပြောကြတယ်စိတ်ထားလေးထားတတ်ဖို့ပြောတာတစ်ဘာကိုရည်မှန်းရမလဲတန်ဃာကိုရည်မှန်းရမလဲဟုတ်ပြီလားကထိန်သင်္ကန်းဆိုတာတန်ဃာတော်တို့အတွက်ဖျားပေးတဲ့စုတစ်မျိုးပဲ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကပထမမှာကထိန်သင်္ကန်းမရှိဘူးကထိန်မပြောနဲ့ဝါဆိုဖို့ကိုမြတ်စွာဘုရားမပြည့်ညတ်သေးဘူးဝဇိတာဗုဒ္ဓတိကာရဲ့အဖွင့်ဆိုရဆိုရင်ကထိန်ဖြစ်တာဟာဇတတမင်းဘယင်ဖြစ်ပြီးတဲ့နောက်မှကထိန်ဆိုတာဖြစ်တယ်လို့ပြောတယ် အဲ့ဒါကိုတိတိကျကျတွက်လိုက်မယ်ဆိုမြတ်စွာဘုရားပြိဋိဘံစံဃာဏီ၈နှစ်အလိုကြမှာဒီကထင်ကဖြစ်တာ45ဝါနေဝတဲ့မြတ်စွာဘုရားပြိဋိဘံစံဃာဏီ၈နှစ်အလိုမှာကထင်စပေါ်တယ်ဆိုတော့ကထင်မပေါ်ခင်မှာသူတော်ကောင်းတွေစဉ်းစားဖို့ပေါ့အချိန်ကြီးများကြီးဟုတ်လားမြတ်စွာဘုရားဝါတော်30ကျော်မှမှဒီကထင်ဆိုတာစဖြစ်တယ်ဘယ်လိုစဖြစ်တယ်လဲလို့မေးလိုက်ရင်မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးကာသာစတွေ့ထားခဲ့တဲ့ သူတော်ကောင်းတွေတီပိသဗတ္တဝဂီညီနောင်၃ချိတ်ဘာ၃ချိတ်လဲဗတ္တဝဂီဗတ္တဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုတ်ကိုစုပေါင်းလုပ်လို့အဲ့ဒီသံဃာ30ကိုဗတ္တဝဂီလို့ဒီလိုခေါ်တယ်ကောင်းတဲ့နေရာမှာစုပေါင်းရင်ဘာဝက်ကြီးဗတ္တဝက်ကြီးမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာ ပြားကောင်လေးတွေစုပေါင်းတယ်ယင်ကောင်တွေလည်းစုပေါင်းတယ်ယင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာယင်ကောင်တွေတည်ယုံယုံနေတယ်ပြားကောင်တွေကအဲ့လိုနေရာမှာသွားပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာသွားတာလှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဝူကြီးလေးတွေစိုးပြီးတော့တေးကြခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင် ရှာဖွေတဲ့အခါအဆင်မပြေတဲ့အခါမှာစားဖို့အစဉ်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက်တက်ညီလက်ညီနဲ့စုပေါင်းကြရတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအေးစု၍ထားမှုလိမ်မှာလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေကပန်းအိုရည်လေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြက်မသွားပန်းအိုရည်လေးတွေသွားဆုပ်လိုက်လို့